မင်္ဂလာပါခင်ဗျာဒီချက်တဲ့မြန်မာ channel ကနေပြန်လဲကြိုဆိုပါရခင်ဗျာအခုတကကျွန်တော်ဒီပုံလေးပေါ့နော်ဒီပုံလေးကိုကျွန်တော်တို့အဲနည်းနည်းစမှုဖြစ်တော့ရင်လောက်လိုက်မယ်ဒီပုံလေးကိုကျွန်တော်ကဘာလို့ပြန်มาလဲဆိုတော့အစားထိုးပေါ့နော်အဲဒီဖွဲ့ဆောင်ရဲ့အဖြူရောင်လေးပေါ့မှာပေါ့နော်ပန်းကတ်လေးတွေ အစာထိုးမယ်ပေါ့နော်ဒီအင်ဂျီကိုလည်းဒီဝတ်စုံလည်းအယောင်ပြောင်းလဲမှုမရှိဘဲနဲ့အဲဒီတိုင်းလေးပဲအစာထိုးမယ်ပေါ့နော်ပန်ကက်လေးတွေပဲအပေါ်မှာအလှဆင်မယ်ပေါ့အဲပုံစံမျိုးပေါ့နော်အဲဆိုရင်ကျွန်တော်ကဒီမှာကျွန်တော်တည်တဲ့လောက်အသေးစိတ်လေးပြောပြမယ်ပေါ့နော်အဲတော့ကျွန်တော်တို့စလိုက်ကြရအောင်ဒါဆိုရင်ကျွန်တော်ကဒီမှာအာ object selection 2ပေါ့နော်ဟို CC 2020နောက်ပိုင်းမှာပါလာတဲ့ဒီ2လေးပေါ့ ဒီမှာ option ဘာမှသူကနှမျိုးရွေးလို့ရတယ်နော် lancer 2ရယ် rectangle 2ရယ်ဆိုပြီးတော့နှမျိုးရွေးလို့ကျွန်တော် rectangle 2နဲ့ကျွန်တော်လောက်ပြမယ်ဒီကနေပြီးတော့ကျွန်တော် engine လေးကိုပဲ select ပေးမှာဖြစ်လို့ကျွန်တော်ဒီမှာပဲလုပ်မယ်နော်ဆိုတော့ဒါလေးကိုကျွန်တော်ဒီလိုနည်းနည်းကျင်းလိုက်မယ်ပေါ့နော်သူ့ကို fanway လေးနဲ့မောင်ကဖန်ဝင်လေးနဲ့လောက်မယ်ဆိုရင်ကျွန်တော်တို့ order လေးကိုဖိပြီးတော့လောက်လို့ရအောင်နော်အခုကကျွန်တော် ဒီမှာအန်ကွန်ထရိုးပလန်နဲ့လုပ်ရရတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီမှာဝါလော့သွားလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒီကနေပြီးတော့ကျွန်တော်ဒီလိုမျိုးကျွန်တော်ဆွဲယူလိုက်မယ်ဒီလိုလေးလွတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီမှာအင်ကြီးမှာဆလက်ဝင်သွားပြီကျွန်တော်ဒီကနေပြီးတော့အာကွန်ထရိုးဂျေနဲ့ပွားလိုက်မယ်ဆိုရင်ဒီအင်ကြီးတက်တက်ဒီမှာ ပွာသွားပြီဗောနော်ကျွန်တော်မျက်စိမိပြမယ်ဒါဆိုရင်အင်ဂျီပဲဖြစ်သွားမယ်ဆိုတော့ဒီလိုလေးရပြီဆိုရင်ကျွန်တော်တို့ဒီတချို့နေတွေမှာတော့တရားနေပြီးတော့ကျွန်တော်တို့အဲတရားနေပြီးတော့ကျွန်တော်တို့ဒီမှာသွားပြီးတော့ဟို PND PPS PSG ဗောနော် PSG เนี่ยတိုင်းပြီးတော့มาပြန်ယူပါရှိအခုအဲ့အတိုင်းမလုပ်ပဲနဲ့ကျွန်တော်တို့အလွယ်နည်းနဲ့လုပ်မယ်ဆိုတော့ကျွန်တော်ဒီမှာ ါလေးနဲ့အရင်လုပ်ကြည့်မယ်ဒီမှာကျွန်တော်တော်လေးတစ်ချက်ပြောလိုက်မယ် control c copy ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့လုပ်မဲ့ပုံလေးရှိပြန်လာမယ် control v နဲ့ချလိုက်မယ်ဒီမှာဒီပိတ်စလေးပုံလေးကိုကျွန်တော်ဒီကနေ opacity လေး short ပြီးတော့အောက်ကအင်ကြီးညှိထားတာလေးမြင်အောင်ပေါ့နော် ပြီးရင်ကျွန်တော်ဒီလိုလေးဆွဲချလိုက်မယ်ဒါက cc ဆိုလို့ရှိရင်ဒီလို ဘာမှမဖြစ်ပဲနဲ့တောက်ကဆွဲလိုက်ရတယ်တကယ်လို့ CS တွေဆိုလို့ရှင်တော့ CS5 တို့ CS0 ဆိုရင်တော့ shit order လေး shit shit order ပေါ့နော် shit ဖြီးပြီးတော့ဆွဲရမှာပေါ့အဲ့ဒါမှညီညာရမယ်โอเคကျွန်တော်အမှန်ကြည့်လေးပေးလိုက်မယ်ပြီးွားရင်တော့ကျွန်တော်တို့တရားနေ regulation နှိပ်ပြီးတော့ဒီမှာ credit clipping master လေးတစ်ချက်နှိပ်ရမယ်ပေါ့နော်အဲ့လိုမနေချင်ဘူးဆိုရင်တော့ order ဖိပြီးတော့ကျွန်တော်ဒီနှစ်ခုကြားမှာ လေးရနှစ်ခုကြားမှာညာကောက်လေးအဟိုညွန်ပြတဲ့ဟာလေးရရင်တစ်ချက်ကလစ်လိုက်ရင်ရပါတယ်နော်ဆိုတော့အခုဒီလိုပုံစံရပြီဆိုရင်ကျွန်တော်တို့ကဒီမှာအာဒီ bloody mode တွေကကျွန်တော်တို့ဒီမှာ multiply ကိုတစ်ချက်ယူလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာရပြီဗောနော် multiply ကအဖြိုးရောင်နေ short ချတဲ့အဖြိုးချတဲ့ဟာဖြစ်လို့သူက မာရီဘရန်လောက်ချလိုက်ရင်အမှောင်ကျသွားတယ်နော်နည်းနည်းမှောင်သွားတယ်ပေါ့မဲသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဥစ္စာကိုပဲကျွန်တော်တို့ကပါလို့မှဆိုရင်ဒီ regulator ချက်နှိပ်ပြီးတော့ဒီမှာ planning option တစ်ချက်ဝင်ပြီးတော့မှ order လေးကိုတစ်ချက်ဖြည်းဒီများဒီအောက်ကဟာကိုဒီလိုမျိုးခွဲထုတ်လိုက်မှာခွဲထုတ်ပြီးတော့ကျွန်တော်ဒီလိုမျိုးဆွဲယူလိုက်မှာဒီဘက်ကဟာကိုလည်းဒီလိုမျိုး order ဖြည်းပြီးတော့ဒီလိုမျိုး order key ကိုဖြည်းပြီးတော့ဆွဲယူလိုက်မှာ ဒါဆိုရင်အဲ့ဒါလောက်တာဘာအတွက်လဲဆိုရင်ကျွန်တော်တို့ဒီမှာ lighting နဲ့อืม share ro บ่เนาะตอน share ro นี่ตัวหาเนี่ยตัวยาวไปแล้วมาทีมาไอ้เกลิดิดิดาอะคาวต้นเลยกောက်จองเลยดิดิดาปอลายาวลงเราเราก็หลุดไล่ขึ้นมาเนาะหลุดๆไล่ได้บ่เนาะสรุปว่าเราทีละမျိုးนี้ซวยอยู่ได้มั้ยสรุปโอเคที่ปกติยาไปพี่เราเราทีมาโอเคไปแล้วพี่เรามาเรา ကွန်ထရိုးဂျေတစ်ချက်ပွားလိုက်မယ်။ပွားပြီးရင်မလုပ်မလဲဆိုတော့ကျွန်တော်ခုနလို clipping မနှိပ်တော့ပဲနဲ့ဒီမှာ order တစ်ချက်ပြပြီးဒီမှာမြောက်ောက်လေးမှာကျွန်တော်တစ်ချက်နှိပ်လိုက်ပဲဒါဆိုရင်ကျွန်တော်တို့ရဲ့အယောင်ကပို့ပြီးတော့တောက်သွားတာပေါ့နော်။အဲ့မှာ overseas နည်းနည်း show လို့ရတယ်။နော်ဒီလောက်ပေါ့နော်။ဝါစီနည်းနည်းရှော့လို့ရတယ်ဒါနောက်ပြီးတော့ကျွန်တော်တို့ဘာလုပ်မှာဆိုရင်အရောင်နည်းနည်းလေးလင်းလက်လောက်အောင်ဒီမှာကျွန်တော်တို့ level လေးတစ်ချက်ချိန်လိုက်မယ် คဒါဆိုလို့ရှင်ဒါခုနသူ့ရဲ့မူလဖေးရောင်ဟာအောက်ကအဖြူရောင်အပေါ်ကပန်းကက်လေးတွေပဲကျွန်တော်တို့ပေါ်လာပြီဒါဆိုရင်ဒီဒီဇိုင်းလေးရပြီပေါ့နော်โอเคလွယ်ပါတယ်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ဒီပိတ်စာနဲ့မလုပ်ဘူးတခြားပိတ်စာနဲ့လုပ်ကြည့်မယ်ဘယ်လိုနေလဲပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်တစ်ချက်ဆေးလိုက်မယ် CF နေလိုက်မယ်ပြီးရင်ဒီမှာ save on your computer တစ်ချက်နှိပ်လိုက်မယ်ပြီးွားရင်ကျွန်တော် desktop ပေါ်မှာသိမ်းမယ်ဆိုတော့ဒီမှာအဲ jpeg file နဲ့သိမ်းမယ် jpeg ရွှေ့လိုက်မယ်ပြီးရင် save လိုက်မယ် okay quality ရဒီမှာအမြင့်ဆုံးပဲဆိုတော့ကျွန်တော်ဒီလိုလေးရပြီဒါဆိုရင်ကျွန်တော်တို့ကသူ့ကိုဒီကောင်ပြန်ဖြတ်ပြီးတော့ကျွန်တော်နောက်နောက်တစ်မျိုးနဲ့ကျွန်တော်တို့လုပ်ကြည့်မယ်ဒါနှစ်ခုသုံးခုလုပ်ပြတဲ့အတွက်ပို့ပြီးတော့ မှတ်မိလွယ်ပဲလို့ထင်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာတရားလေးပေါ့နော်ဒါလေးနဲ့လောက်ကြည့်မယ်။ဆိုတော့သူ့ကို ကျွန်တော်ဒီတခါအဲကွန်ထိုးစီကွန်ထိုးဖီနဲ့မယူတော့ဘူးကျွန်တော်သူ့ကိုဘယ်လိုလုပ်မလဲဆိုရင်မတူတဲ့ချက်ထောက်ပြီးတော့ဒီမှာတော့ဖြုတ်လိုက်နော်ပြီးမှကျွန်တော်တရားနဲ့ဆွဲယူပြီးတော့ဒီမှာပုံလေးကိုလာလိုက်မယ်ပြီးရင်လွတ်လိုက်မယ်ပြီးရင်ဒီမှာ overseas လေးနည်းနည်းရှော့ပြီးတော့အောက်ကအင်ကြီးပုံစံမြင်အောင်ပေါ့နော် ပြီးကျွန်တော်တို့ဆွဲချလိုက်မယ်ဆွဲချလိုက်မယ်ပြီးရင်ဒီမှာပုံရံနေထားပေါ်မှာတင်မယ်ဒါလေးကနည်းနည်းနှုတ်တယ်ဆိုတော့ခုနအယောင်ရင့်နေနော်ကိုကြိုက်တဲ့အယောင်နဲ့ပေါ့ဗျာနော်လှုပ်လို့ရပါတယ်ကျွန်တော်ဒီမှာ overseas ကိုပြန်တင်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ multiply ထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဘာလို့မလဲ multiply ထားလိုက်တာ ਨੇ အောက်ကအင်ကြီးပဲပန်းပွင့်လေးတွေပဲကြံခဲ့တလားအဖြူရောင်သူက ဒီပိဿာမှာအချွေအောင်အမ် background ဖြစ်တဲ့အတွက်အဲ့သူကအကုန်လုံးကို multiply ရ short ချပလိုက်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ clipping mat click clipping mat တွေထည့်လိုက်ရင်ဒီမှာသူမှာအောက်မှာ any selection မှာရှိတဲ့အတိုင်းသူဝင်သွားတာပေါ့နော်ဆိုရင်ဒီပုံစံလေးရမှာပေါ့နော်ဆိုတော့ပြီးရင်ဒီမှာအယောက်နည်းနည်းမိန်သွားတယ်လို့ထင်ရတယ်ကျွန်တော် right click တစ်ချက်နှိပ်ပြီးတော့ blending mode လေးထုတ်ပြီးတော့မှဒီမှာ ကျွန်တော်ဒီလိုမျိုး water လေးဖြည့်ပြီးတော့ဒီကောင်နည်းနည်းဆွဲလုပ်ကြည့်မယ်။အယောင်မိန်နေတဲ့ထင်ရင်ကျွန်တော်ဒီကနေအာဒီကောင်ကစားလိုက်ရင်ပန်းပွင့်နေပြတ်သွားမှာနော်။ဒီမှာလည်းကစားလို့ရအောင်နော်။ဒီလိုမျိုးကစားလို့ရတယ်။အဲဒါဆိုရင်အဲဒါဆိုရင်သူက highlight ပုံစံလေးပို့ပို့သေးပို့ရမှာပါနော်။ Okay ဒီလိုပုံစံဒါဆိုရင်ကျွန်တော်တို့နည်းနည်းလေးပို့ပြီးတော့မှအရာအောင်တောင့်တောင်းအောင်လို့ control j တစ်ချက်ပွားယူလိုက်မယ်ပွားပြီးတာနဲ့ဒီမှာအာ credit card payment နိုင်လိုက်မယ်ဒါဆိုရင်အယောင်နဲ့တောင်းသွားတယ်ဒါပေမဲ့မှောင်သွားတယ်လို့အဲ့လဲမှောင်ရနေနေမှောင်မှောင်သွားတယ်လို့ထင်ရတယ်မဲပြီးတော့မှောင်သွားတယ်လို့ဖြစ်တယ် control l ယူပြီးတော့မှကျွန်တော်တို့ဒီမှာ level လင်းအောင်လေးနဲ့တင်ပြီးလိုက်မယ်ဆိုရင်အာတိတ်အောင်မတိတ်တော့ဟွန်း ဒီလိုလေးပါနော်ဆိုရင်ဒီလားဆိုโอเคဒါလေးလေးလာတယ်နော်โอเคကျွန်တော်မှနောက်ထပ်အဲဘာရှိသေးလဲဆိုရင်ဒီကောင်ပြီးသွားပြီဆိုတော့ဒီမှာပါနော်ဒါဆိုရင်ဒီပုံလေးကိုလည်းကျွန်တော်လုလုပြမှာနော်ဆိုတော့ဒီပုံလေးမှာကျွန်တော်ကဒီမှာဖြိုးတွေကဒီစကေးတွေကိုဖြတ်လိုက်ပြီးတော့မှဒီမှာ အာ rating ကတူလေးနဲ့ဒီလိုမျိုးကျွန်တော်အင်ဂျီကိုကျွန်တော်ဒီလိုယူကြည့်မယ်ရလာပေါ့ဒီလိုမျိုးယူမယ်မရတော့တော့သူပုံစံတစ်မျိုးဖြစ်နေနော်ဆိုတော့ကျွန်တော်ဒီမှာသူ control d selection ပြန်ဖြောက်ပြီးတော့မှဒီမှာ lasso 2နဲ့ယူမယ်ဆိုတော့ကျွန်တော်ဒီကနေယူမယ်ဒီချိန်အောက်ကနေဒီလိုမျိုးယူလိုက်မယ်သူက အပြင်ကလည်းဖြူရောင်ဖြစ်နေတော့ဒီလိုမျိုးဝိုင်းလိုက်မယ်ပြီးရင်ဒီလက်ကနေလွှဲပြန်ဝိုင်းယူမယ် Okay လွှတ်လိုက်မယ်အဲ့ဒီမှာပြဿနာအစတွေ့တယ်တလားဒါဆိုရင်ဒီနေရာကျန်ခဲ့တယ်ဒီလိုမျိုးဝိုင်းလိုက်ဆိုရင်ပိုးအပြန်ပြီ Okay ဒီဘက်ကရပြီဆိုတော့ဒီကမရဘူးဖြစ်နေတယ် ဆိုတော့ကျွန်တော်ဒီမှာအဲ quest selection to ယူပြီးတော့မှကျွန်တော်ဒီအနှုတ်လေးနဲ့ကျွန်တော်ဒီမှာလိုက်ပြီးတော့လောက်လိုက်မယ်ပြီးရင်ဒီမှာ order ဖြည့်ရကျွန်တော်နည်းနည်းကစားလေးနည်းနည်းကြည့်လဲอืมနည်းကြည့်ပါ Okay ဒီမှာ shift လေးကိုပြလိုက်ရင်ပေါင်းလေးရမယ် order ကိုပြီးရင်သူကအနှုတ် shift ကိုပြီးရင်ပေါင်းပါတော့ အာကျွန်တော်ဒီလိုမျိုးလေးကွတီကြောင်းနဲ့ Okay ဒီတိုင်းလေးရပြီဒီမှာဝယ်နော်ဒီမှာလည်းနည်းနည်းလိုတယ်ဆိုတော့ကျွန်တော်ရှစ်လေးဖေးပြီးပေါင်းလေးပေါ်လောင်းလုပ်မယ်ပြီးရင်ဒီမှာဒါလေးဒီလိုလေးရအောင်လုပ်လိုက်မယ် Okay ဒီလောက်ရပြီ ရပြီဆိုတော့ကျွန်တော်ဒီမှာ control j တစ်ချက်ပွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာအမ်ပုံလေးပေါ့နော်ဒီဘက်မှာလည်းတပုံရှိတယ်ဗျနော်ဒီမှာလည်းတပုံရှိတယ်ဒီပုံလေးကိုကျွန်တော်တို့ယူမယ်ကျွန်တော်တကယ် scale ကတောက်လျှောက်ဝင်လို့ဒါလေးယူပြီးထည့်ကြည့်မယ်နော်ဒါလေးစပိုလာမယ်ဆိုတော့ကျွန်တော်တခုတော့ control c ယူလိုက်မယ်ဒီမှာ ကျွန်တော်လုံးမဲ့တပုံပြန်ရှားရအောင်မလို့နော်ဒါဒီမှာ sorry control ပွေနဲ့ချလိုက်မယ် okay ပြီးရင် over 3 shot မယ် shot ပြီးတော့ဒီမှာအောက်ကအင်ဂျီကိုမြင်ရပြီဆိုရင် control D မှာ stretch in လိုက်မယ်အမ်ပြန်ချက်ရမယ်နော် okay ဒီမှာအင်ဂျီနဲ့တစ်စက္ကန့်ကားရဲဆိုတော့ကျွန်တော်နော်ဒီလိုမျိုးလောက်အောင်โอเค ပြီးတော့မှ overview ပြန်တင်လိုက်မယ်โอเคပြီးရင် create grabbing mat order လေးကိုဖြည်းပြီးတော့အများကောက်လေးနဲ့ okay ဒီလိုရပြီပြီးရင် regulate ချက်နဲ့ပြီးတော့ blending option ဒီကနေ order လေးကိုဖြည်းပြီးတော့ဒီလိုဆွဲချက်ဆွဲလောက်လိုက်မယ်ဒီဘက်ကလည်းဒီလိုဆွဲကြည့်မယ်ရမ်းမိန်သွားတယ်เนาะဆိုတော့ကျွန်တော်ဒီမှာရမ်းဆွဲလိုက်โอเค ဒါဆိုရင်ဒီဘက်ကအလင်းရောင်နဲ့ highlight လေးပေါ်တာပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့က color နည်းနည်းပြော့သွားတယ်လို့ထင်ရတယ် okay control ခြေနဲ့ပွားလိုက်မယ်ပြဿနာမရှိဘူးပြင် click ကဲ print map ပြန်ပြီးတော့နှိပ်လိုက် okay ဒီမှာဘာဘာဒီမှာကျွန်တော်တို့ကောက်ချောင်းနေမှာပေါ်အောင်နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီမှာ multiply လောက်ခဲ့လို့ပေါ့နော်ကျွန်တော်ဒီမှာ multiply လောက်ဖို့လိုသေးတယ် okay မရပြန်လောက်လိုက်တော့ဒီမှာအယောင်လေးလေးရင်သွားတယ်ဆိုတော့ဒီမှာကတော့ပိတ်ဆတ်လို့ပြောသွားတယ်အောက်ကအဖြူရောမပေါ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပိတ်ဒီပိတ်ရဲ့ကာလာက အောက်ကအဝါရောင်ဖြစ်နေတယ်အဝါရောင်နေများတော့တော့သူကအဲ့ဒါကြောင့်ဟိုမာတီပလိုင်းကနေပြီးတော့မှကျွန်တော်တို့ကိုအယောင်မလျှော့ပေးဘူးပေါ့နော်ဆိုတော့အဲ့ဒီအယောင်ကျသွားပြီးတော့မှ ီအဖြူရောင်အထိဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာ planting mode ကနေကစားမှရမယ်ပြီးတော့ကျွန်တော်ဒီမှာလည်းကစားလို့ရတယ်နော်ဒီမှာဒီမှာလည်းကိုလိုချင်တဲ့အနေထားဝင်ထားလို့ရတယ်ဆိုတော့ဒီကောင်လေးကတော့အယောင်ပိုရင်းနေဆိုတော့ဒီမှာ control a နဲ့ကျွန်တော်တို့ဒီမှာ control l level ချိန်နိုင်မယ် ဒီပတ်ဆဲဆဲယူလိုက်မယ်လဲလဲမောင်းနေနေချိန်ပြီ Okay ဒါဆိုရင်တော့တမျိုးလေးလှပါတော့ဗောနော်ဆိုတော့ကျွန်တော်ဒီ၃ခုကိုကတော့ဖွဲ့လိုက်ရမယ်ဖွဲ့ပြီးတော့မှကျွန်တော်ဒီမှာအာအာမပိုက်စားလုံအောင်စာထိုးပါပါတယ်နော် Okay ဒီလိုလေးရပါပြီဗောနော်ဆိုတော့ဒီမှာ overseas ရှင်းနေရတယ်နော် အရာနဲ့နဲ့မိန်တော့ပေါ့အဲဒီလောက်ပဲကောင်းပါတယ်โอเคဒါဆိုရင်တော့အဲလောက်ရတာလွယ်ပါတယ်အားလုံးပဲတစုံတစ်ခုကြိုးရလိုက်မယ်လို့ပဲမျှော်လင့်ပါတယ်စာဆုံးကြည့်ရှုရပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်